ချစ်ဖို့လည်းကောင်းတယ်ကွာဒီလားတကယ်လည်းသူ့ကိုချစ်ပါတယ်ဒါပေမဲ့တခါလေးကျတော့သူ့ကိုမချစ်ဘူးပြောရင်တခါကျရင်ငိုတယ်အဲ့လိုမျိုးရှိတယ်။အေးငိုမလို့ငိုတော့ငါလည်းပတ်ကြရခုနကကျလို့ရှိရင်တော့ခုနကကျလို့ရှိရင်တော့တင်မလား။ तू အခုကျွန်တော်တို့သုံးယောက်မှမဟုတ်ပါဘူးတခြားတခြားအသင်းဖော်တရားယောက်ကိုထင်ရင်လည်းကျွန်တော်တို့အဲ့လိုမျိုးပဲတုတ်ပြန်ပါပါပြန်ပြီးတော့အယောင်ကွဲသွားအယောင်ကွဲသွားရင်သူပြီးတော့မှပွဲပြီးမှသာကျွန်တော်တို့ပြန်ပြီးတော့ချစ်ချစ်ခင်ခင်ရှိရင်ရှိကြမယ်။အခုတော့ရဲ့ तू ထိရင် तू ထိတော့ပြောရင်ဒီမန်ဂျာကတော့အခု အနည်းကဆုံးပွဲကတော့6လပိုင်း AFC ကဘာဖလာပွဲခြေစပွဲရှိရဖြစ်တဲ့အတွက်အိုက်ပွဲကိုအောင်းတောင်းမှာပေါ့ဒီနေ့อ่ะဗောနောချစ်ကြည်ပွဲဆော့ရယ်ဝူမန်ဒေးအနေနဲ့ဗောနောချစ်ကြည်ပွဲဆော့ရယ်အမေဖူဆယ်ဆိုတာနော်ယူတော့ဘောလုံးတော့ဘောလုံးတမဲမတူးနော်ဘောလုံးကဒါဖူဆယ်ကြတော့နော်ယူတော့ကနည်းနည်း သူတို့ရဲ့ဥပဒေတွေကိုနားမလည်နည်းနည်းနှစ်ရက်လောက်လေးလာရတယ်နော်ယူပေါ့နော်လေးလာပြီးတော့သူတို့ဖူဆယ် YRG ပေါ့နော်သူတို့ဆိုဖူဆယ်စစ်စစ်တွေလက်ရေးစင်တွေဆိုတော့နော်ယူသူတို့ကစားပြီးဒီနေ့အနိုင်ရတာနော်ယူအတိုင်းမသိဝမ်းသာပါတယ်တင်ဝမ်ညီညီနဲ့အခုဆော့ရယ်ပေါ့ကျွန်တော်တို့အခုဖြူသင်းဆိုချန်ပီယံဖြစ်သွားတယ်အခုတခြားကျွန်တော်တို့အပြာအသင်းလည်းကောင်းပါတယ်သူတို့တစ်ဖက်ပြိုင်ဘက်ကလည်း ကောင်းတဲ့လူပဲလေဖူဆယ်လက်ရွေးစင်ဆိုလဲသူတို့အများဆုံးပါကြတယ်ဟိုအခုအငယ်တွေဆိုလဲသူတို့မွေးထားတဲ့လူတွေပဲပေါ့တိုင်းချစ်ကြီးကစားရဲဆိုပေမဲ့နည်းနည်းသိရမလားအဲ့ပြိုင်ဆိုင်လူသိပ်ပြင်ထန်ပါတယ်ဒါမဲ့ပွဲပြောတော့အနိုင်ရရှိသွားတော့ပျော်ပါတယ်ကျွန်တော်တို့တင်းဝတ်တွေကိုမြင်ရတယ်တန်းတန်းတယောက်အဲ့လိုပြောရမယ်ဆိုရင်စိတ်စိတ်တက်ပို့ပြီးတော့ဟိုလိုမျိုးကြက်ကြက်ခံနိုင်တဲ့တင်းအနိုင်ရရှိသွားတယ်လို့ပဲထင်ပါတယ် တဖက်သင်းလည်းကောင်းပါတယ်ကျွန်တော်တို့သင်းလည်းဖူစဲဆစ်စီတွေမဟုတ်တော့နည်းငယ်အမှားယွင်းတွေလည်းရှိရပြီးတော့စီစီစနစ်ပိုင်းဆိုင်ရာလည်းအားနည်းတယ်เนาะအဲဒါကြောင့်ဒီဘောလုံးဘောလုံးပိုင်းကတော့ကျွန်တော်တို့ဘက်ကတော့တာတာပေါ့ပြီးတော့ဒီခုလိုမျိုးနိုင်သွားတဲ့အတွက်အရင်ပြောပါနော်ဤတို့ကလမ်းဟုတ်တယ်ဝိုင်းဤကိုလမ်းမတော်နော်အဲเจ้าမှာကလေးအတူတူအဲအเจ้าထွက်တယ်ပေါ့အကြီးငယ်နော်ဤအကြီးဆုံးသူတို့ကအငယ်ဟုတ်တယ်ဟုတ်အเจ้าမို့နော်ဤချင်းသူတို့က ကြိုက်တယ်ပြောမနာဆိုမနာဟုတ်ပြောမနာဆိုမနာဘောနော်တရားနှစ်တရားအဲ့လိုမျိုးလိုက်ချစ်လုံးလို့အဲ့ဘောကြည့်ရတယ်မှာဆိုသူ့ကိုသူ့ကိုပို့ပြီးကပ်ပြစ်တယ်ဘောကျွန်တော်နှစ်ယောက်က तू နဲ့လည်းပို့ပြီးတော့ close ဖြစ်တယ်ဘောသဘောကောင်းတယ် तू က ဟိုဖြစ်ချစ်ဖို့လဲကောင်းတယ်ကွာဒီလားတကယ်လဲသူ့ကိုချစ်ပါတယ်ဒါပေမဲ့တခါလေကြာသူ့ကိုမချစ်ဘူးပြောရင်တခါကြာငိုတယ်အဲ့လိုမျိုးရှိတယ်အဲ့ငိုငိုငါတော့ငါလို့ပတ်ကြရကိုနဲ့ကြာလို့ရှင်တော့ကိုနဲ့ကြာလို့ရှင်တော့တင်မလား तू အခုကျွန်တော်တို့သုံးယောက်မှမဟုတ်ပါဘူးတခြားတခြားအသင်းဖော်တရားရောက်ထင်းလဲကျွန်တော်တို့အဲ့လိုမျိုးပဲတုတ်ပြန်ပါပါပြန်ပြီးတော့အယောင်ကွဲသွားအယောင်ကွဲသွားရန်သူပြီးတော့မှပွဲပြီးမှသာကျွန်တော်တို့ပြန်ပြီးတော့ချစ်ချစ်ခင်ခင်ရှင်ရှိကြမယ်အခုတော့ရဲ့ तू ထိရင် तू ထိတော့ပြောရဒီမန်ဂျာကတော့အခုအနီးကပ်ဆုံးပွဲကတော့6လပိုင်း AFC ကဘာလာဝဲခြေစပွဲရှိရဖြစ်တဲ့အိုက်ပွဲကိုအောင်းသွားမှာပေါ့ပြီးတော့လီပွဲလည်းစားတော့မှာဖြစ်တဲ့အတွက်ချန်ပီယံဖြစ်အောင်ကြိုးစားတော့ဟုတ်ကဲ့ဒီထက်ပိုပြီးတော့ကြိုးစားရမှာပါဒီညာနဲ့ရက်နေလို့မရဘူးပေါ့ဟိုလာမဲ့ထပ်ပြီးကံမဲ့တင်ညာတကယ်ဒိန်ဂျာထိုင်းတို့ BNN အဲ့လိုမျိုးတွေ့မှာဆိုဒီထက်ပိုပြီးတော့နှစ်ဆသုံးဆတော့ကြိုးစားတော့ကောင်းလို့ကျော်ကိုပပနနနဲ့ပေါ့ကြိုးစားတော့ဒီကတော့နိပြချုပ်ရဲ့ ဟိုသူရလက်ညုံမှုအောက်မှာပေါ့နော်အကောင်လုံးတသိန်းလုံးအကောင်လုံးသွားမှာပေါ့နော်တသိန်းလုံးပေါ့နော်နော်ရီတို့ဒီထက်မကလက်ချင်းရအောင်မယ်ဒီထက်မကနော်ရီတို့စူးစမ်းဖို့လိုတယ်ဟုတ်မာတီနက်ဆိုတော့အဲ့လိုပြောကြတယ်အဲအဲ့ဒါသူတို့ချစ်လို့ပြောတာပါလို့မမိပါဘူးလို့ချစ်တယ်မျက်စိချင်းချီရလာတာပေါ့လို့ဘယ်လိုပြောလို့ပါလဲအဲ့လိုတခြား အဲ့လိုမျိုးဟိုပါပေါ့နော်ကို့အိုင်ဘောတွေပါရှိလာတော့တူကြလာအကြိုက်ကျအဲ့မတူမတူကျွန်တော်တို့တော့ရောက်အောင်ကျွန်တော်တခုပြောပြော तू က Ronaldo fan ကျွန်တော်နှစ်ယောက်မက်ဆီကိုကြိုက်တယ်ကျွန်တော်အမြဲတမ်းအငင်းခုန်ဖြစ်ပြီးအမြဲတမ်းရန်ဖြစ်တယ်အဲ့ तू မြန်မရှုံးပါဘူးတော့ရဲ့တော့အပေါ်ကြီးရပါတယ် तू အဲ့လိုမျိုး video clip တွေပါလိုက်ရှာရေးဖွင့်ပြရင် तू ဘာပြန်မပြောနိုင်တော့အမြဲတမ်း तू မှပြောချက်စကားမရှိတော့ကျွန်တော်ကချက်ချက်လက်ချက် ပြောတော့ तू မှပြန်ပြီးပြောချက်စကားမရှိတော့အဲ့လိုမျိုးဒါတော့ဟိုလိုမျိုးခွဲတာမဟုတ်ပါဘူးဒီတိုင်းပဲကိုပြောပြတာအခုအကြိုက်နဲ့ကိုဆိုတော့ပြောပြတယ်သိရမလားတချို့ဆိုရင် line ပုံမှာအဲ့လိုမျိုး ဟိုပူန်ဖန်ဖြစ်လို့ဒီဖန်ဖြစ်လို့အဲ့လိုမရှိပါဘူးဒါကကိုကစားတော်တော့ပေါ့ကြအခုမက်ဆီတို့ရိုနယ်ဒိုတို့မှမဟုတ်တခြားသူတို့ထပ်ပူကောင်းတဲ့လူပေါ်လာရင်လည်းကျွန်တော်တို့ကြိုင်ကြိုင်မိမှာပေါ့အဲ့လိုမျိုးအဲ့လိုမျိုးပေါ့ဟုတ်လားကြိုက်တယ်သိညာသူမတူမတူနော်ရမတူနော်ရအခုနောက်ပိုင်းပရီးမီးယားလိကနဲ့အသိအောင်အပြည့်သူမသိဘူးဘာလို့ကမသိပါဘူးပွဲမှမကြည့်ရသူပွဲမကြည့်ဘူးဘာလို့ပွဲမကြည့်ပါလဲ highlight လေးကြည့်ရလေဟုတ်ကျွန်တော်နှစ်ယောက်ဖြွင်းနေကျွန်တော်နှစ်ယောက်တူတယ် သူသူတွေကအဲ့လိုမျိုးပဲအခုမနက်စာစားတာတော့အဲ့လိုမျိုးသတင်းတစ်ခုကိုသူတို့အကြောင်းတက်လာလို့ဆိုရင်ကျွန်တော်အများကြီးငင်းခုန်တယ်ပေါ့ငင်းခုန်ပြီးအဲ့လိုမျိုးပြီးမဲ့သူပဲရှုပ်ရှုပ်သွားတာအဲ့လိုမျိုးဟုတ်ပါအငယ်တွေဆိုတိုင်းပါပဲဟုတ်ကြည့်နော်ရနည်းနည်းကြည့်ရဒါပေမဲ့တို့ကနည်းနည်းမဟုတ်ဘူးကျွန်တော်တို့လည်းနော်ရလေးစားနော်ရလေးစားဆို၄နှစ်กว่าတယ်ကျွန်တော်တို့ဆို၃နှစ်နော်ရလေးစားတယ်တို့ကဘာလို့အများရန်ခေါင်းပုတ်ဦးရလေးရိုက်သွားဟုတ်ဒါချစ်လို့ပါမောင်နှမလို့စိတ်မျိုးမို့လို့ပါအဲ့လိုမျိုး တခြားတခြားတင်းရလူတွေဆိုအဲ့လိုမျိုးချစ်တဲ့မုံဝယ်မကျွေးသူမုံဝယ်မကျွေးကျန်တဲ့လူဆိုရင်အဲ့လိုမျိုးမရှိဘူးကျွန်တော်အခုပေါ့နော်ပြိတ္တတွေနော်ကြီးတို့အခုအာအာဘီရပြိတ္တတွေဆိုတဲ့တော့များလာတယ်ပေါ့နော်အဲကြောင့်နော်ကြီးတို့သူတို့ဂျေစုအရန်တင်တယ်ပေါ့နော်အာလာမဲ့ပွဲတွေမှာလည်းနော်ကြီးတို့အတင်ပေါ့နော်ချစ်ဆက်ပြီးတော့စောင့်ကြည့်ပြီးတော့အာဘေးပါအောင်လို့ပြီးတော့နော်ကြီးတို့ဝေဖန်ထောက်ပြလို့လည်းရပါတယ်လို့နော်ကြီးတို့လက်ခံပါတယ်လို့ဂျေစုတင်ပါတယ်ညီမလေးတူတူပါပဲသူပြောသလိုပါပဲဟုတ် အများဆုံးအကောင်းဆုံးဆက်ပြီးကြိုးစားရမှာကျွန်တော်တို့အခု champion ဖြစ်ခဲ့ဒါပေမဲ့ဒီမှာရင်ကျွန်တော်အကုန်လုံးရက်နေလို့မရဘူးပေါ့ကျွန်တော်ညီပြချုပ်လည်းပြောသလိုပဲဆက်ပြီးဆက်ပြီးကြိုးစားဖို့လူတွေအများအများကြီးကြိုးစားမှကိုဖြစ်ရှင်နေရအောင်ကိုသွားနိုင်တယ်လို့ဆက်ပြီးသွားနိုင်မယ်လို့ထင်ပါတယ်ပြီးအဲ့ဒါကြောင့်ကျွန်တော်တို့ဆက်လက်ပြီးတော့အားပေးကြပါဦးဟုတ်ကဲ့ကျေးဇူးတင်ပါတယ်လက်ခံပါတယ်လို့